ောင်မြင်မှုဆိုတာပစ္စည်းဥစ္စာ အချိန်ခါကောင်အဆင့်တန်းတွေကြောင့်မရပါဘူး။ဇွဲနှစ်ဘဲနဲ့ကြိုးစားမှုကြောင့်သာရှားလာတာပါ။အမီတာပါချန်ရဲ့တာအမီတာပါချန်လိုမဖြစ်ခဲ့ပါဘူး။စာချင်ရဲ့တာစာချင်လိုမဖြစ်ခဲ့ပါဘူး။ဂါဗက်စကာရဲ့တာလည်းဂါဗက်စကာလိုမြင့်မြတ်တဲ့အဆင့်ကိုမရောက်ခဲ့ပါဘူး။ရှာရခန်ရဲ့တာလည်းရှာရခန်လိုနည်းနည်းလေးတော့မဖြစ်ခဲ့ပါဘူး။သူတို့မှာနာမည်ငွေအဆင့်တန်းအပေးမှုတွေအကုန်ရှိခဲ့ပြီမဲ့ဘာမှထူးချွန်အောင်မလုပ်နိုင်ခဲ့ကြပါဘူး။ဒါပေမဲ့တမိုင်းရဒီလိုမျိုးလူတွေလည်းရှိခဲ့ဘူးရဲ့။ မီလာကာဆင်ဆိုတဲ့အပြည့်သမားဖနက်တောင်မရှိဘဲခြေဗလာနဲ့ပြေးခဲ့တဲ့သူမာရသွန်ပြေးရပြိုင်ပွဲမှာအနိုင်ရခဲ့တယ်။ပီတီဦးရှာတာမန်ကြီးပါကမိန်ကလေး။သူမရဲ့ကြိုးစားအားထုတ်မှုကအိန္ဒိယတနိုင်ငံလုံးကိုဂုဏ်ယူစေခဲ့တယ်။မီရီကယ်။ခြေလက်ကဆင်းရဲတဲ့မိသားစုကလာပြီးမဲ့ကမ္ဘာချန်ပီယံ၅ကြိမ်ဖြစ်လာခဲ့တယ်။စာဂျင်တန်တူကငငယ်လေးတွေကကြိုးစားပြီးခရစ်ကတ်ရဲ့ရှီလက်ဖြစ်လာခဲ့တယ်။ဒါကြောင့်노ထကြပါလေးလာကြပါကြိုးစားကြပါ။ ကိုကိုကိုတတ်တည်ပြလိုက်ပါနောက်မှာတင့်ကိုအချမ်းသူတွေကမင်းပါလောက်ခဲ့တယ်လို့ပဲမေးမှဖြစ်ပါတယ်